နေကောင်းကြရဲ့လားဒီရဒီရဒေါ်ရမသိပ်ပြီးတော့မလေးလိုက်ကသိမလွင့်ဖြစ်ဘူးเนาะဒီဒီရအတွင်းမှာအရန်အရန်လောက်ထဲမှာလည်းပင်မနဲ့မျက်လုံးသာပဲကြည့်ပါမျက်တစ်ထဲမှာကုရီတရေးမှမအရာသေးဘူးအဲ့မလားလို့အနည်းအလိုဟယ်လိုမင်္ဂလာပါရှင်ဟယ်လိုစားကြပြီးပြီလားလို့စားကြတော့ကြပြီးပြီလား နကရန်နှစ်တရရန်6အလုံးနေကောင်းကြပါရဲ့လားအလုံးကြမ်းမှချမ်းသာကြရဲ့လားရှင်နေ YouTube ရှင်းလာမှာနော်အဲ အားလုံးဘာတွေလုပ်နေကြလဲဒီအခုကဒီမှာကနေလေဒီမှာကနေလေဆယ်နှစ်နာအဲဆယ်နှစ်နာထိုးရောမယ်ဆိုတော့ဥစားထိုင်းမှာညနေ9နာရီလောက်တည်ရော9နာရီဖြစ်ပုံများတယ်နော်နေနည်းနည်းလေးပြင်းလေပြင်းနာနဲ့နယ်လစ်ကလည်းတစ်ချက်ပြောပြချင်တာပေါ့နော်အိန္ဒိယပြောရမယ့်ရှိပါတယ်ကဲ့ဒီ ။အဲ့နဲ့တောင်းပန်းတောင်းပန်းတောင်းပန်းထွေလာပြောမယ်။ပြောချင်တာလေးရှောက်ပြောမှာပေါ့နော်။ဘာဒီနေ့ပြောချင်တာကတော့အန္ဒီရဲ့အဖေနဲ့ပတ်သက်လို့ပြောပြမယ်နော်။အန္ဒီရဲ့ဖခင်အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြချင်ပါတယ်။လူတိုင်းမှာတော့နော်လူတိုင်းမှာအဖေအဖေတဲ့ဒီဖေနဲ့အမေနဲ့မွေးမှသားသမီးဆိုတာဖြစ်လာတာဆိုတော့เนาะဒီတချို့ကဟိုပေါ့မိတချို့ကြတော့လဲကောင်းသက်ဖခင်လဲရှိတယ် ကောင်းမကောင်းတဲ့မိခင်ဖခင်တွေကတော့အကုန်လုံးရှိပါတယ်ဒါပေမဲ့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကဘာလဲဆိုတော့အန်တီနဲ့ပေါ့နော် line ပေါ်မှာခင်မင်းရင်းနေတဲ့ညီမလေးတယောက်ပေါ့နော်သူ့အဖေဆုံးသွားတာပေါ့နော်သူ့အဖေဆုံးသွားတော့ तू ကသူ့အဖေရဲ့အကောင်းအရာလေးကို तू ကအဲ့ဒီအဲ့ဒီကလေအခုမှတရေမှမအေးရသေးလို့မနေ့ကဂျူတီထွက်တယ် အဲ့ဒါအိမ်မရောက်တယ်ထမင်းဟင်းချက်ပြုတ်အခုနေ့လဲဆက်နိုင်ထိုးတစ်ချက်မှမအေးရသေးမအေးအကြမျက်လုံးကအရန်လေးမှာဟိုဘလော့ခေါ်မရန်ပြင်းမှန်းတာပေါ့နော်ဒီဒီအန်ဒီယာအလိုပေါ့ဆေးရုံမှာကြာတော့ညဘက်တည်းကြာတော့ဟိုတို့ကဘလော့ခေါ်မလဲအဲတယောက်အဆောင်တဆောင်မှာကိုတယောက်ထဲလောက်ရတာဟုတ်ခါကြလို့ရှိရင်လူမာတဲ့လူမျိုးပေါ့အရန်ပြင်မနဲ့ညဆိုလို့ရှိရင်ဒီမနာအောင်မနဲ့ဆော်ကြီးရောက်ပြန်အောင်လို့ရှိရင်လည်းအိမ်မှာ ိတ်လို့မရအောင်ဖြစ်ချင်းလေအဲကြောင့်တော့တခါလေးကြားလို့ရှိရင်ညာိုင်းသမားတွေကရမ်းပေါ့နော်ပင်မနာပေါ့နော်သူများနဲ့မတူဘူးအဲ့ချိန်မှမှန်တဲ့ခါကျတော့မတူပေါ့နော်ဆက်ပြောလိုက်မယ်နော်ဒီနေ့အဲ့ anything အချင်းပေါ့နော်သူ့ရဲ့အဖေဆုံးသွားတော့သူ့ရဲ့အဖေဆုံးတော့သူရမ်းဝမ်းနေတာပေါ့နော်ဝမ်းနေတော့သူ့အဖေနဲ့ပတ်သက်တဲ့ post လေးသူ Facebook မှာတင်တော့တင်တော့အဲ့လက်ဖတ်တာပေါ့နော်လူတိုင်းကတော့ သူသူတို့ဖေးဆုံးတဲ့အချိန်မှာဟိုသူတို့တောင်းလို့မရဘူးပေါ့နော်နိုင်ငံရေးအခြေအနေကြောင့်သူတို့ထိုင်းမာနေတာကိုသူတို့ထိုင်းမာအလုပ်လုပ်နေတာဆိုတော့ဖေးအေးရဆုံးတာကမပြည်ထဲမှာဆုံးတဲ့ခါကျတော့နိုင်ငံရေးအခြေအနေကြောင့်တောင်းလို့မရဘူးတောင်းလို့မရတဲ့ခါကျတော့ဖေးအေးရပေါ့နော်အတူပါလဲချလို့လည်းမရဘူးဘာမှမတွေ့လည်းရဘူးပေါ့ကွာပြောချင်တာဆိုတော့သူအရန်ခံစားတာပေါ့နော်သူတို့မောင်နှမတွေတော့အများကြီးလည်းရှိပါတယ်ဒါပေမဲ့လည်းသူ သူပြောချင်တာဘာလဲဆိုမိဘတယောက်ရင်းဆုံးအမေကရင်ဆုံးလားသူ့အမေကကန်ဆာနဲ့ဆုံးသွားတယ်သူ့အမေဆုံးပြရတယ်အခုသူ့သူ့အဖေဆုံးတာပေါ့နော်သူ့အဖေဆုံးတာဆိုတော့အဲ့မှာသူကသူ့အဖေနဲ့သူ့အဖေအကြောင်းကိုသူကစတင်ထားတာပေါ့နော်သူ့အဖေကလည်းပြောရမှာဆိုရင်နည်းနည်းဆိုးတဲ့ထဲမှာဆိုးတယ်ဆိုတော့ကွထားပါတော့ဒါကတော့ယောက်ျားတွေဟိုပေါ့ယောက်ျားတွေဆိုတာကခါလေကြားလို့ယောက်ျားမဟုတ်ပါဘူးယောက်ျားရဲ့တော့မိန်းမလည်းမဟုတ်ပါဘူးအားလုံးကခါကြားလို့ရှင် ပေါ့နော်အဲ့အနောင်ရင်းမှာဘယ်လိုခေါ်မလဲအနိုင်ရွာလေးရှိတာပေါ့နော်ဆိုတော့ तू ကသူ့မိရသူရမ်းချစ်ပုံရတယ်သူသူသူ့ရဲ့ post လေး anti pat နေတာဖတ်နေတဲ့ anti ကိုပြန်ပြီးတော့တတိယတတိပေးလိုက်သလိုပဲပေါ့နော်အဲ့လိုတတိပေးလိုက်သလိုဖြစ်သွားတာရယ်ပြီးတော့ anti လည်းပြောပြချင်တာကပေါ့နော်လူဘွားဆိုတာရရှိတဲ့အခွင့်အရေးလေးတစ်ခုမှရအောင်ယူပါလို့ဘာလို့လဲဆိုတော့နောင်တဆိုတော့နောင်မနောင်မရတဲ့အခါကျတော့မကောင်းဘူးလေနော် အန်ဒီအနာနဲ့ဗာနဲ့တော့အန်ဒီအဖြစ်နဲ့တူသူနဲ့အန်ဒီနဲ့ကြာတော့ဖေးဟိုအန်ဒီလက်ဖေးအေးဆုံးသွားတယ်အန်ဒီပြန်လို့မရဘူးဟိုပေါ့ဟိုနိုင်ငံကြီးကြောင့်မဟုတ်ဘူးပေါ့နော်အန်ဒီဒီလိန်လက်မှတ်တွေဝယ်ရတာပြန်ခက်ခဲတာဟိုသူ့အကြောင်းရင်ပြောမယ်နော်အဲ့သူဖေးဆုံးသွားတော့သူတော်တော်လေးသူစိတ်စိတ်ထိခါတာအဲ့သူပါလဲပို့လို့လည်းမရဘူးပြန်လို့လည်းမရဘူးကွာသိမလားသူအရင်စိတ်ထိခါပြီးအဲ့သူသူဖေးနဲ့ပတ်သက်တဲ့ post တွေသူတင်มาလေ Facebook မှာ Facebook မှာတဲ့အဲ့ဖတ်ကြည့်ရသေးတာဖတ်ကြည့်တော့ သူ့ဖေနဲ့အမေနဲ့သူကအမေရဲ့အမေရဲ့အပေါ်အောက်အောက်ထဲမှုအောက်မှာပေါ့နော်သူကအရှမ်းကိုကြိုးကြိုးစားစားနဲ့တကယ်လှုပ်လှုပ်ခဲ့ရတာပေါ့နော်ငငယ်တော့မှဆိုလို့ရှင်သူ့ဖေကတိတ်ပြီးတော့ဟိုပေါ့အိမ်နောက်ပေါ့မိသားစုတာဝန်မကြည့်တော့အဲ့လိုသူ့ဈေးရောင်းရတာအစသူကသူ့ဖို့သူ Facebook မှာသူအကောင့်တင်ထားတာတိလားဆိုတော့သူ့ဖေသူချစ်လက်ချစ်တယ်သူ့ဖေသူချစ်လက်ချစ်တယ် ပြီးစိတ်ဆိုးတဲ့ပိုင်းတွေသူရှိမယ်လေဖေးရဖေးပဲပေါ့နော်အဲ့အဲ့ဘာနဲ့ရှင်ပြောခြင်းလဲအနိအဖေနဲ့ပတ်သက်ပြီးဘာပြောခြင်းဆိုအနိလက်လို့အဖေဆုံးရှုံးသွားတာအနိကျတော့အနိဖေဆုံးရှုံးတော့ဆိုလို့ရှင်အနိဆိုလို့ရှင်ဟိုပါပေါ့နှစ်လလောက်ကလေအဖေတက်ပုံနဲ့ထုတ်မကြည့်ဘူးပြီးတော့အဲ့လိုပေါ့နှစ်လလောက်ကလေစကားမပြောနိုင်တော့ဘူးအဲ့လိုပဲဟိုအဖေဟိုခေါင်းထဲမှာလောက်ကအဖေတည်တယ်ဆိုတော့အနိဟိုမခံယူထားပဲနဲ့ငါအဖေ အဲ့ဒီဖေကတော်တော်ရတာသဘောကျတာဟုတ်သူကတော်မှာပဲတနေရှင်လေဆိုတော့ဖေကကိုယ်ပေါ့တော်သားဆိုပေါ့နော်တော်သားပြောမှာပကမသားပေါ့နော်သူကဖေကအမြင်တော်ကိုသွားနေရှင်တော်မှာပဲသူနေရသူပြောပြောတဲ့အခါကျတော့ तू အမြင်အဲ့ဒီတော်တဲ့ဆိုတော့သွားဆိုရင်အနေကအာငါအဖေမသေးသေးဘူးငါအဖေတော်တဲ့ပဲခဏသွားတယ်ဆိုတော့စိတ်နေပဲအနေကအမြင်နဲ့ဖြေတာပေါ့နော်အဖေတော်ကိုဖြေတာပေါ့ဒါပေမဲ့တကယ်တမ်းကျဖြေလို့လည်းမရဘူးတကယ်ကိုအနေကအဖေအဖေကိုရမ်းချစ်တာလေသူများငငယ်ငယ်လေးကပြောလို့ရှိရင် အန်ဒီပြာဝေါ်စာဝါရှော့မှာနော်အလိုလုပ်တာဥလေးပေါ့ဥလေးပိုင်နဲ့ဝါရှော့မှာအလိုလုပ်တော့ခါကျတော့အမြင်အဖေကပြန်လာလို့ရှင်ဘယ်လိုခုံးလဲ CG ရေးပေးရလဲနဲ့အဖေအမြင်ပြန်လာအဲ့အဖေက block အဖေကပြောလေအန်ဒီဖေကလေတာသမီးတွေချစ်တာနော်သူ့တာသမီးသူချစ်တာတော့မပြောဘူးတော့ ဟိုကရင်မို့လို့လာမသိဘူးဒါချစ်တာလေသူကအဲ့လိုလေအာဖန်လက်တကင်းတော့မလို့မရှိတာအဖေကလည်းပြောမရှိဘူးအဲ့လိုဖေကအရင်အေးအေးပဲနေရသီးလားအမေတတိယတာဘာလဲဆိုတော့အဲ့ခေတုံးကအန္တရာ69ဝေးတာဆိုတော့ first အဲ့ပေါ်ငါးနဲ့သမီး၆နဲ့သမီးရယ်ပေါ့နော်အဖေကအမြဲတမ်းလေပြန်လာလို့ရှိရင်အဲ့လို BOC ထိတ်ကလေခောက်ဆွဲကြော်ဆိုင်ရှိတာဟုတ်မမွှေးဆိုမမက်ရအဲ့အမကြီးသလားအဲ့မမွှေးလို့ဆိုတော့ခောက်ဆွဲကြော်ညီမရယ်နော်ညီမရယ်အဲ့ညီမလေးတော့မြက်ခောက်ဆွဲကြော်ပဲလာခဲ့တယ်တိလားမမိကြမလားမသိနော်အဲ့တော့အလို့စီကခောက်ဆွဲကြော်ဆိုသတင်းစာကြီးတယ်နော်သတင်းစာပုံမှာဖက်နဲ့ထုတ်တာလားမသိမိကောမင်းနော်သတင်းစာလဲပါတယ်ကွာအဲ့လိုထုတ်တာနော် အဲ့တော့ခောက်ဆွဲကြော်ဆိုလို့ရှိရင်ဂေါ်ဘီနဲ့ရုပ်စီနဲ့အချင်းပါမယ်ပြီးတော့ခောက်ဆွဲကြော်ကိုသူကအဲပဲပြီးမှဆလတ်တော့ကောင်းတာနော်အဲ့အဲ့တော့ခေတုန်းကခောက်ဆွဲကြော်ဆိုခောက်ဆွဲကြော်ကျန်တယ်ကျော်တကယ် popular ဖြစ်တယ်နော်အဲ့တော့တကယ်ပါအမှတ်မရအဲ့တော့ဆိုဘလောက်ရှိမှလဲခောက်ဆွဲကြော်တပွဲမှာသိမရှိဘူးအဲ့အမြဲအဖေကပြန်လာလို့ရှိခောက်ဆွဲကြော်လေသတင်းစာထုတ်ခလူသတင်းစာတယ်မလားလေးတောင်လေးထုတ်ထုတ်ဟိုဝယ်လာမိသားစုတွေစားဖို့အတွက်အဲ့ဒီဖေကအရန်ကိုလေဘလောက်ခေါမလဲ ဖခင်ကောင်းပေးတတ်ပါတယ်ဖခင်ကောင်းပေးတတ်ပါတယ်ပြီးတော့အဲ့လိုပေါ့အမြဲတမ်းပြန်လာလို့ရှင်လက်စီကြီးပေးတဲ့လက်ကြီးနဲ့ဒီလားသခင်ရလေးပေးမှန်ပေါ့နော်အမေရဲ့အမေမောင်နှမရှစ်ယောက်ရှိတာကိုသူရှာကျွေးရတာပေါ့နော်အတို့မြန်မာလေးထုံးဆိုင်ရောက်ကတော့ဟိုပေါ့အလေးများနှစ်ယောက်ဖြစ်လာပြီဆိုလို့ရှင်အဲ့လိုသူ့ဘက်ကိုယ့်ဘက်အကုန်မျှတွေးကြည့်ပြီးတော့အကူအညီရတာပဲနော်ဒါအလိုရဲ့ဒီမြန်မာထုံးဆိုင်ပေါ့နော်ဒီလိုမတော်မတူးပေါ့ ြောချင်အန်ဒီဖေကအရန်ကိုလေဟိုဘယ်လိုခေါ်မလဲစကားနဲ့တည်လားစကားလည်းစိတ်မပြောဘူးဟိုသူ့ကသူ့ပဲဖာတိဖာတာပဲတူနေတာများတယ်ဖြစ်ချင်အဖေဆုံးနဲ့ဝင်သွားတာနော်ဆုံးသွားတော့ အန်ဒီကအဲ့ဒါဆုံးမလဲမသိဘူးအဲ့ဒီတုန်းကအန်ဒရိုက်အိမ်မှာကဟိုမှာဖုန်းမရှိတော့အိမ်ပင်းနာဖုန်းနဲ့ခေါ်ရတာပေါ့နော်အိမ်မှာဖုန်းမတက်တာအဲ့တော့အိမ်ပင်းနာဖုန်းနဲ့ခေါ်ရတဲ့ခါကျတော့စိတ်ထဲမှာတမျိုးဖြစ်ရင်တော့အန်ဒရိုက်အမေကတော်တော်သွားလို့ရှင်ပြောပြောသွားတယ်ကွာအင်ရှင်ကအဲ့သမီးစီကဖုန်းတော့ရှင်ပြောလိုက်နော်အဲ့ဒါအဲမရှိဘူးနော်ဟိုကဖြစ်တယ်ဟိုဟိုပြောထားခဲ့လိုက်ပေါ့နော်တော်တော်သွားမှဆိုအမေကမှားနေじゃん ဒီခေါက်ကြတော့အမေကဘာမှလည်းမပြောသူတို့နဲ့လည်းဆက်သွယ်မရှိတော့စိတ်ထဲမှာတမျိုးဖြစ်ဟဲ့ဘယ်လိုဖြစ်တယ်လဲမသိဘူးနော်အမေအဲ့ဒီ2005မှာအန်ဒီယာရောက်သွားတဲ့ထက်မြန်မာမြန်မာပြည်မသွားဘဲထိုင်းဝင်ရောက်သွားလိုက်တယ်ထိုင်းဝင်ရောက်သွားတဲ့အခါကျတော့အဲ့ဒီထိုင်းမှာမြန်မာပြည်အစပြန်အောင်မှုလို့ပဲအမေဗီဇာရှောက်ရတာအညာလို့ရန်အလို့ရှုပ်တော့လေအာမသွားတော့ပါဆိုတာနဲ့ဘလန်ပြောအဖေလို့လာမယ်နော်လို့သိလားလို့ မသိလားနောက်နှစ်ကြလို့ရှိရင်တော့ပြန်လာမယ်အဲ့တော့မော်လမြန်ပိန်စိတ်ဖျားပွဲရှိတာဟောအဲ့အဲ့မှာအတူသွားကြမယ်နော်လို့အရင်အဖေပြော Okay okay အဖေပြန်ပြုံးလေးအကောင်မသိမိရဲ့အဲ့လောက်ပဲအဖေအဖေစကားသိနေတယ်အေးအေးရဆိုသူအဲ့လိုအဖေကပြောပြီးသွားတော့အနည်းကနေလိုက်ကောနေတော့အဲ့2006အဲ့လိုပေါ့ March April မမေလာမှာမေလာလောက်မှာတခါတည်းဘာဖြစ်တယ်လဲဆိုတော့အင်းကအဆက်ဆက်တော့ကြာတယ်မလားဖုန်းခေါ်လဲမခံကြဘူးဘာဖြစ်ကြလဲမသိဘူးပေါ့နော် အဲ့နဲ့ဟိုဘက်ကအတော်ရစီလန့်ဆက်တာမဟဲ့နင်တို့တွေအဲငါပပနဲ့ပေါ့နော်လို့စကားပြောကြလားမိသားစုတွေအော်နေအနေဖင်နေမကောင်းလို့တဲ့ခဏတော့တောသွားကြဆိုဟဲ့ဘလို့နေမကောင်းဘူးဖြစ်တာလဲပေါ့နော်ဘလို့ဖြစ်တာလဲပေါ့နော်အနေအဖေအရန်ချစ်တယ်ဖြစ်သမီးဆိုတော့ဘာဖြစ်တာလဲပေါ့နော်အဖေလည်းအရန်ချစ်တာဘာဖြစ်တာလဲပေါ့နော်မဟုတ်ဘူးတဲ့ရိုးရိုးဖျားတာပါတဲ့အဖေကဆုံးသွားပြီနော်အန်တီမာလေကို့အဖေဆုံးတာတော့မှဆုံးမှမသိအောင်ဒါကြောင့်တို့အန်တီကိုအရန်ခံစားမှဆိုလို့ဆိုပြောကြတာ မပြောဘဲနဲ့ဖုံးထားကြတာပေါ့နော်ဖုံးထားကြတဲ့အခါကျတော့အနည်းအားနဲ့စိတ်ထဲမှာနော်လူကလေဘယ်လိုခေါ်မလဲဟိုမိတယောက်တယောက်အရန်တန်ရောစင်နေချစ်ချင်းချစ်ချင်းမြတ်တာလေជីထွားလို့ရှင်လူကလိုလိုလိုသိနေတာပေါ့နော်တမျိုးကြီးပဲသိလားဘယ်လိုမှလည်းမသိလို့အဲ့နဲ့အန်ဒီနောက်တော့မှသူများအောင်မေးတော့မှ တလကျော်မှအန်ဒီအဖေဆုံးပြီတလမှအန်ဒီအဖေဆုံးမှသိရတာအန်ဒီဆို ပေါက်ကွဲပြီးတော့လေအန်တီငိုသလားမေးနေတိလားအန်တီထင်တာအော်ငါတို့ပြန်အောင်မယ်ပေါ့နော်ပြန်ပြီးတော့အဖေနဲ့အတူ63ဆိုတာငယ်သေးပါတယ်နော်63လို့ဘာလို့ဆိုတာတကယ်တမ်းကျတော့ဟိုဖေမအဖေကဘာယောဂါမှတော့မရှိဘူးအဖေကစီးချိုရှိလည်းမပြောဘူးဖေကအဲ့ဒီဖေကလေးဟိုပေါ့ကျမ်းမာရေးလေးခေါင်းကိုက်မပြောဘူးသီလားသူကအေးသီလားဘာမှသူလေးအဲ့ဒီအဖေကဘယ်တော့မှလေဟာငါခေါင်းကိုက်လို့ငါနှာစီးလို့ငါချောင်းဆိုးလို့ဘယ်တော့မှလို့ဆေးရမှာတော့အမေရတော့မှလားအဲ့လေစိတ် မကောင်းတော့သူကဟဲ့အဲ့အဲ့အဲ့နောက်ပိုင်းအနေနှစ်လလေးဒီအနေအလောက်ကနေခွင့်ရတဲ့အဒီဖြစ်သွားတော့ငါမတော်လိုက်လေချင်းငါမတော်လိုက်လေချင်းငါအဲ့လိုပေါ့ကိုကိုကို guilty feeling ဖြစ်သွားတာပေါ့နော်ဘာလို့ငါမတော်လိုက်တာလဲပေါ့နော်တော့တော့ဒီထိုင်းနဲ့နေမနဲ့နီးလေးပေါ့ငါလို့မတော်တဲ့ကို့အဖေကိုမတော်လိုက်လေချင်းဆိုတဲ့အစိတ်ကအန်တီကိုဖိစီးသွားတာနှစ်လလုံးအနေလုံးလည်းမစင်ဘူးလူကစိတ်တက်ကလေဖေးကို့အဖေငါပြန်တွေ့လို့မရတော့ဘူးပေါ့နော် ဖုန်းလေးနဲ့စကားပြောခဲ့တယ်အဖေပြန်လာမယ်နောက်နှစ်ကျပြန်လာမယ်နော်ဆိုပြီးတော့အဖေနဲ့စကားပြောခဲ့တယ်ဒါပေမဲ့အဖေကပြောပြီးတော့တလတော့မကြောက်အဖေဆုံးသွားတော့လေအဲ့ဒီအရန်ခံစားရတာဒီလားဘလုံးအဲ့နဲ့အမေတို့ကဓာတ်ပုံနေပူတာပေါ့အဖေရဲ့ဒီအဖေဆုံးသွားတာကဟိုကနှလုံး heart attack နဲ့ဆုံးသွားတာဆိုတော့အဲ့မှာနှလုံးပေါ့သွေးတွေပါထွက်တယ်အဲ့ဓာတ်ပုံနေပို့ပေးတာအဲ့ဒီအဲ့ပုံလေးဆိုလုံးဝတိမ်ထားတယ်ချစ်လို့မရအဲ့ပုံလေးချစ်ရင်ထိုင်ကုန်တာပဲအဲ့ဒီဘလုံး ဘလောက်တိအစိုးလဲဆိုအန်ဒီအဲ့လိုအဖေးရဲ့ဓာတ်ပုံနေဆိုအန်ဒီမကြည့်ရနှစ်နှစ်ရှိတယ်နှစ်နှစ်လောက်ရှိတော့ညကြည့်အဲ့လိုအန်ဒီအမ်သူများမြေလို့ရှင်လေဟိုမေတို့ကပြန်တဲ့ခါကျသမီးကြည့်ပါလားနေဖေးရဲ့ပုံတို့ဗီဒီယိုအခွေရှိရပေါ့နော်အဲ့တော့ VC ရခွေရှိရအဲ့မကြည့်မကြည့်မအန်ဒီလုံးဝအဖေးကိုတောင်းထဲမှာလေငါအဖေးဒီခီးထွက်နေတယ်ငါအဖေးဘယ်ဟိုခဏတောသွားနေတယ်ပေါ့နော်အဲ့လိုပဲအန်ဒီစိတ်ထဲမှာထားတယ်အဖေးကိုဘယ်လိုခေါ်မလဲအန်ဒီ တရားရခင်တို့ငါအဖေလောကမှာမရှိတော့ဆိုတာနေမလုံးမသွင်းနိုင်သေးဘူးတွေ့လားအဲ့ဒါဘယ်လောက်ထိကုယူအောင်လဲပြပြမယ်နော်အဲ့ဒီအန်ဒီတို့ပေါ့နော်ဩစတြေးလျမှာရှိတဲ့အန်ဒီပါစတာပေါ့နော်ဒီခရီးယန်ဆိုပုံကြီးကိုအန်ဒီကပြော့ပြတာပေါ့အန်ဒီကခံစားချက်အန်ဒီပြတာအဲ့ဒါကျွန်မမကြည့်လို့မရအောင်ကျွန်မအဖေတဲ့ပုံကြည့်ရတယ်ကျွန်မနေလို့မရအဲ့တဲ့ပုံအန်ဒီကသဖွက်ထားတာသိလားအဖေရဲ့ဒီအတူပါချရတဲ့ပုံလေးအကောအန်ဒီဖွက်ထားတာဘယ်လောက်ထိအဲ့စီအန်ဒီတို့ကိုဆူတောင်းပေးရလဲ ပြီးတော့သူ့လိုပေါ့နော် healing လုပ်ပေးရတာပေါ့နော်အဲ့ဒီဒီဒီ let go ပေါ့နော်ဒီဥစ္စာကိုသူထုတ်နိုင်အောင်လေသိမလားကိုအနည်းကဘာကံရကြီးစီဖီလင်းပေါ့ငါမသွားလိုက်နေချင်းငါမပြန်လိုက်နေချင်းငါမပြန်လိုက်နေချင်းအဲ့အဲ့ဒီရဲ့အဟောက်သူကရှင်းထုတ်ရတာလေနော်အဲ့ဒီအတွက်ကပိုဆိုးတာဆိုအဲ့တော့သူကလေလူတိုင်းမှာအခုသိမှမသိရနော်သိရလို့ရှိရင်အလီသွားတာပေါ့နော်ဒါပေမဲ့အဲ့ဒါကိုအဲ့ဒီ guilty feeling ကိုသူက ထောက်ရတာတော်တော်ကြာသီးလာငါမတော်ရဲ့လေချင်းငါမတော်ငါအဖေငါဘယ်တော့မှပြန်တွေ့အောင်လည်းမဟုတ်တော့ငါအဖေငါဘယ်တော့မှစကားလည်းပြောအောင်မဟုတ်တော့အဲ့အတွေးရလေတစ်ချိန်လုံးဝင်ပြီးတော့လူကလုံးဝလေဓာတ်ပုံလည်းမချိနိုင်ဘာတခွန်းအနေနဲ့အဖေနဲ့ပတ်သက်လို့အနေအကုန်လုံးဖွက်ထားတာအကုန်လုံးပေါ့နော်ဒါပေမဲ့အဲ့ဆရာဆူတောင်းပေးနေမှာအဲ့နေကြအနေရေးလည်းအနေငိုတာသေးတာ ငိုရငိုရပြီးအဖေလည်းနေခုနအဖေလိုခုနပါလို့ဘာကြောင့်လဲဆိုတော့တမီးမလာပြစ်ခဲ့လိုက်ပြီပေါ့နော်တကယ်ဆိုရင်အလက်မထင်ဘူးလေဆုံးအဖေအဖေကကြမ်းကြမ်းမှာတော်တော်မီးခဲ့ရောကိုသူဆုံးမယ်လေကိုကမထင်ဘူးနော်မထင်တော့ကြောင့်ကိုကအစိတ်မကောင်းတာပေါ့အဲ့ဒါပြောချင်တာဘာလဲဆိုတော့အဲ့လိုမှလို့ပေါ့နော်တခုခုပေါ့နော်ကိုလှုပ်ချင်တဲ့ဆန္ဒလေးကိုရှိရဆိုရင်လေအချိန်မဆွဲနဲ့ဟိုအခုဆိုရင်ကွာအဖေကတို့ ဟိုပေါ့အဖေကဟိုပင်လေဘက်မှာပါချတာပေါ့နော်အတူပါချတာအမသူအဖေကလည်းဖြစ်ချင်တော့ဆုံးသွားတာနော်ဘယ်သားသမီးဘယ်မိန်းမအနာမတရားမှမရှိဘူးသူအမြဲတမ်းပြောတယ်ငါသေလို့ရှိရင်နဲ့ဖြောက်ခဏပြက်ခဏပဲငါသေချင်နေတဲ့ယောဂကြီးနဲ့နာတာရှေယောဂကြီးနဲ့ငါမသေနိုင်ဘူးတဲ့သူဖေကမှသူဆူတောင်းတယ်လေဟိုပေါ့စုံလင်သောကြက်မှချင်းနဲ့ကောင်းသောသေချင်းပေးပါဆိုသူအမြဲတမ်းသူဖေကမှဆူတောင်းတယ်အဲ့ဒီဖေကသူ ကောင်းတော့တဲ့ဘာယောဂမှာမခံစားရတဲ့ဖက်ခနဲ့ဖြုတ်ခနဲ့အဲ့လိုဆုံးရတာမျိုးပေါ့နော်ဆိုအဲ့လိုပဲသူအခုထမင်းစားရင်လည်းသူစားရင်စိတ်တိုင်းရင်သူစားတယ်စားပြီးတော့ heart attack ဖြစ်သွားတယ်အဲ့မှာသူဆုံးသွားတယ်သူစားချင်တော့သူစားလိုက်တာပေါ့နော်ပြည့်ပြတာအဲ့နဲ့အန်ဒီကလေရမ်းစိတ်မကောင်းပေါ့နော်အဖေလေအဖေတော့ကောအန်ဒီတော်တော်အဲ့အဖေနဲ့ပတ်သက်လို့အန်ဒီတော်တော်လေးကုယူရတယ်လားအန်ဒီမှာဒီနှလုံးသားထဲမှာခံအော်ငါမတွားလိုက်လေချင်းဆိုအတွေးပေါ့နော်အဲ့ဒါပြောချင်တာဘာလဲဆိုတော့လေ ဘာမဆိုကိုပေါ့နော်ဟွာဖြစ်လို့ရှိရင်လို့ဟိုကိုမိဘတွေပမာတွေကိုစကားမပြောတာဖြစ်မယ်မောင်နှမချင်းဆွေမျိုးသားချင်းနော်ဟိုမပြောနိုင်မဆိုနိုင်မမာနာတွေရှိမယ်ဆိုရင်လို့ကိုဟာချမစ်ပလိုက်တော့ကိုရရှိဒီနေ့အခွင့်အရေးပေးလာဒီနေ့ပေးတဲ့အခွင့်အရေးမှာမိသားစုတွေချစ်ချစ်ခင်နဲ့နေပါလို့ဟိုရအဲဆိုကိုအမေပဲကျန်တော့တယ်အဲ့အနေမေအနေအဲ့လိုပေါ့နော်အမြဲအကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်အမေစကြမ်းတော် ထားမယ်။ဒါကြောင့်ဆိုသင်သောမှလည်းအမှုငိုလို့မရအောင်သိလား။သေသွားမှအမလေးအမေရဲ့လွန်လိုက်တာအဖေရဲ့မလုံနဲ့မသေးခင်လေးမှာကိုမိဘကိုစစ်ချမ်းသာထားမယ်။အဲ့ဒီဘာလို့ပြေးလဲဆိုအဲ့ဒီဖြစ်ခါမှခီးမတော်အောင်သိလား။ခီးမတော်ဘူး။အဖေကအလုံးအလုံးနဲ့မိသားစုပဲကုညအနိဖေအခီးမသွား။အနိအဖေကိုအနိငပလီခေါ်သွားရတယ်။အဲချောင်းသာခေါ်သွားရတယ်။မေမျိုးမန္တလေးခေါ်သွားပထမပထမဆုံးချင်းအဖေကြီးရတာ နော်သူမသိခင်သူသွားလိုက်ရမှာနော်သူမီးနဲ့သူမီးနဲ့သွားလိုက်ရတဲ့မျိုးသားပါပေါ့ပြောချင်တာဘာလဲဆိုတော့အနည်းတို့တွေကတိုးတောင်းလာတဲ့လူလောကကြီးထဲမှာနော်အခွင့်ရေးရှိလားအဲ့အခွင့်ရေးယူပလိုက်အချိန်မစွဲနဲ့ဘာလို့အချိန်စွဲနေမှာလဲနော်လူဘဝဆိုတာဒီနေ့သိရမလားမဖြစ်သေးမလားအဲမသိအဲ့တိမဲ့ရကံကဘူးမမသိကြအောင်လေနော်မသိကြလို့ကြောင့်အနည်းမလုံးမင်းနေအဲ့ချင်းနေပြီမရသေးလို့တကယ် ဒီအိတ်မလားလို့အခုအိတ်လို့ရှိရင်ညချလို့ရှိရင်အိတ်တော့အကြောင်းမျိုးမနေပြူထားတယ်ပြောချင်တာဘာလဲဆိုတော့လေအတို့ရရှိတဲ့အတ္တလေးမှာမိသားစုတွေမောင်နှမတွေမတည့်တာဖြစ်ချင်းဖြစ်မယ်ဝေးရတယ်ဖြစ်မယ်ရတဲ့အချိန်လေးကိုယူယူတွေ့လိုက်ကြပါလို့ဘာနောင်တာဆိုတာနောင်မမရတယ်အဲ့နောင်တာကိုရတဲ့အခါကျတော့အဲ့ရခံစားချက်ပေါ့နော်အရန်ဆိုတာဒါကြောင့်အန်ဒီကတော့ဒီနေ့အန်ဒီရဲ့အဖေကြောင့်အန်ဒီပြောဒီလာမဲ့အခုပဲရပဲနေဒီ ကြောင်ပြီးရပြီးရလာပေါ့เนาะအဖေနှစ်ပတ်လည်းဖြစ်သွားပြီเนาะဆောက်မဲ့အဖေက2016မှာဆုံးရရမဲ့အန်ဒီအဖေကအန်ဒီရဲ့အသေးထဲမှာအမြင်နဲ့ရှင်နေတယ်အန်ဒီအမြင်နဲ့တခုခုဆိုလို့ရှင်အန်ဒီစိတ်တရားညစ်လာပြီခါကြလို့ရှင်တယ်လားဟိုမမိသားစုပြဿနာလေးဘာလဲရှိလာပြီဆိုအန်ဒီအဖေနဲ့စကားပြောတယ်အဖေကခါကြလို့ရှင်အန်ဒီ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 တိုင်းမှာ အဲ့အဲ့ဒီပြန်မယ်နားပူတန်ခံလို့မရအောင်ကြောက်ပူကြောက်ပူတာရတယ်အဲ့နားကုချုပ်ချုပ်လို့ခံလို့မရအောင်ဆိုအဲ့ဒီအဖေအဲ့ဒီနေ့ရန်သတိရပါတယ်လို့ပြောအဲ့ဒီငယ်ချင်းလေးပေါ့နော်ဟိုသူပြပြချင်တာသူသူ့ဖေသူရန်သတိရမှာပေါ့နော်သူ့ဖေစုံသွားလို့လက်စုံသွားတာဆိုတော့ပြန်လည်းပြန်လို့မရတော့အန်တို့ကအကုန်လုံးဘဝတူရေးပဲဒါကြောင့်ကို့မှာမိဘရှိတယ်မမမရှိရဆိုလို့ရှိရင်အတတ်နိုင်ဆုံးပေါ့နော်ဟိုစကားပြောကြပါတွေ့ဆုံကြပါ ။ဘာကြောင့်လဲမသေးသောမှမျက်ရည်တင်သွားမုံုံနဲ့အလကားပဲ။အဲ့ဒါလေးပြောခြင်းနဲ့အန်ဒီလိုက်ပြီးဆုံးသက်ပါလေရှင်။